င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်။ ASEAN နဲ့မြန်မာစစ်ကောင်စာ AB session ရဲ့ဘန်ကောက်မှာတွေ့ဆုံမယ့်အကြောင်းတင်ဆက်ပေးပါမယ်။ ICC ရဲ့ဘန်ဝရန်ကြောင့်မင်း online တွားရောက်ဖို့မတိကြလို့သိရပါတယ်။ ASEAN ကောင်ဆောင်တွေကအခုသတင်းပတ်တွင်ထိုင်းနိုင်ငံမှာစစ်ကောင်စာပို့ချုပ်မှုကြီးမင်း online နဲ့ရှာရှာပါပါတွေ့ဆုံမှာဖြစ်ပြီးမြန်မာပြည်ရင်းစနယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။ ASEAN ကောင်ဆောင်တွေကမြန်မာနိုင်ငံကပို့ချုပ်မှုကြီးမင်း online နဲ့ပထမဆုံးချိန်တွေ့ဆုံရမှာဖြစ်တယ် ယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါဣဗရာဟင်ကပြောပါရယ်ဒီတွေ့ဆုံမှုဟာမြန်မာနိုင်ငံကပြင်းထန်တဲ့ငလင်ပီးကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရီပေါ်မှာအခြေခံတာဖြစ်တယ်လို့အန်နဝါဣဗရာဟင်ကဗန်နိုင်းဝန်ကြီးဌာနအစည်းအဝေးမှာပြောကြားခဲ့ပါရယ်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံအနေနဲ့ငလင်တန်းခံခဲ့ရတဲ့မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရီဆက်လက်ဆောင်ရွက်နိုင်ဖို့မြန်မာစစ်အစိုးရကြီးညာထားတဲ့အပြစ်ခတ်ရေးစိုင်းရေးတတန်းတူဖို့ကြိုးပမ်းသွားမယ်လို့အန်နဝါဣဗရာဟင်ကပြောပါရယ်ပို့ချုပ်မှုကြီးမြောက်လိုင်းနဲ့ AP လာ18ရ ရနီဘန်ကောက်မှာတွေ့ဆုံချိန်မှာမြစ်တိုင်ရက်ခံသွားမယ်လို့ဆိုပါတယ်စစ်ကောင်စားပူဇော်မှုကြီးမင်းအောင်လိုင်းကအေပီလအစောပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ပင်စတန်ညီလာခံကိုတက်ရောက်ခဲ့ပါတယ်အဲ့ဒီခီးစင်မှာပူဇော်မှုကြီးမင်းအောင်လိုင်းကထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝက်နဲ့တွေ့ဆုံခဲ့ပါတယ်မြမတော်လိုင်းအင်အားစုတွေနဲ့ငင်းချင်းဆွေးနွေးဖို့မစ္စတာတက်စင်ကစစ်ကောင်ဆောင်ကိုအကြံပေးခဲ့တယ်လို့ဆိုပါတယ်ပူဇော်မှုကြီးမင်းအောင်လိုင်းကအာဆီယံနဲ့သဘောတူညီထားတဲ့ငင်းချင်းမှုတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့်အာဆီယံကထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ဒါ့ပြင်စစ်ကောင်းဆောင်ကို ICC ကနေဖန်ဝရန်ထုတ်တာဖြစ်ပြီးအင်တာပိုတပ်ဖွဲ့ကပါထိုင်းဆိုရကိုဖမ်းဆီးပေးဖို့တောင်းဆိုထားတာကြောင့်စစ်ကောင်းစီဥက္ကဋ္ဌသွားရောက်မှမတိကြသေးကြောင်းနိုင်ငံရေးသုံးသပ်သူတွေကသုံးသပ်ထားကြပါတယ်။ ဆက်လက်ပြီးတာယာဝတီအကျဉ်းတောင်ညင်ပန်းနှိမ့်ဆက်မှုအချက်ချာနေရဖြစ်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတာယာဝတီအကျဉ်းတောင်မှာဖန်စီထိန်သိမ်းခံနေရတဲ့နိုင်ငံအကျဉ်းသားတွေညင်ပန်းနှိမ့်ဆက်မှုစေကူတာခွင့်မရမှုတွေနဲ့အတ္တမလောက်အားပေးမှုတွေခိုင်းစေခံနေရတယ်လို့ကမ္ဘာညင်ပန်းနှိမ့်ဆက်မှုတိုက်ဖြတ်ရေးအဖွဲ့ OMCT ကအေပီလာ၁၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်။၂021စစ်တပ်အာဏာသိမ်းပြီးကလေးကစစ်ကောင်စီကထောင်ထဲချီတဲ့နိုင်ငံအတိုက်ခံတွေဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့အရက်သားတွေကိုလုံခြံဖန်တီးပြီးနိုင်ငံကြီးနဲ့လုံဆော်ဆွဆွဲချက် နဲ့မတရားဖန်ဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီအကျဉ်းထောင်မှာနိုင်ငံအကျဉ်းသားတွေနဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့အင်းစိန်ဖန်နဲ့ပြည်အကျဉ်းထောင်တို့ကပြောင်းရွှေ့လာသူတွေအပါအဝင်စုစုပေါင်းအကျဉ်းသား3900ကျော်ရှိရဲလို့ဆိုပါရယ်အာနာသိန်းချင်းကနေ2024ဒီဇင်ဘာလအထိကိုတီလက်ရောက်စော်ကားမှုနဲ့စေဝါကူတာခွင့်ညင်းပယ်ခံရတာတွေကြောင့်အကျဉ်းသား3အချုပ်ထဲမှာတည်ဆုံခဲ့ရကြောင်းနောက်ထပ်ရိုင်းနှက်ခံရခြင်းတန်ရှင်မှုမရှိတဲ့အခြေအနေနဲ့စေဝါကူတာမှုမရတာကြောင့်ဒါဆင်ပေါင်းများစွာလဲရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရယ်။တာယာဝတီအကျဉ်းထောင်မှာစံမိုင်းဆောင်ရှောက်မှုအခြေခံအဆောင်တချို့ ချို့တင်နေပြီးဆရာဝန်မရှိစေဝါမရှိဖြစ်နေရလို့သိရပါဗျ။ရှေးမတန်ရှင်းတာအိမ်သာမလုံလောက်တာနဲ့မိလာရီတွေကိုစိုက်ပျိုးရေးတွေမှာအသုံးပြုတာတွေကြောင့်အရှိပြားယောဂပိုးဝင်ခြင်းကပ်ပါယောဂနဲ့ပြင်းထန်အစာအိမ်ဦးလန်းချောင်းဆိုင်ရာယောဂဖြစ်ပွားနိုင်ခြေရှိတယ်လို့ဆိုပါတယ်။အကျဉ်းထောင်အာနာပိုင်တွေရဲ့အကျင့်ပြတ်ချစားမှုတွေတရင်ချက်လက်ပိတ်ပင်မှုတွေမိသားစုကိုချိန်ချောက်ခြင်းနဲ့လက်စားချေခြင်းတွေကိုအကျဉ်းသားတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ OMCT ကမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးကျင်းသားအလုံးကိုချင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ အရေးတကြီးတောင်းဆိုကြောင်းနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့တခြားပြင်းထန်တဲ့ချိုးဖောက်မှုတွေမှာတာဝန်ရှိတဲ့အကျဉ်းထောင်ရာရှိတွေနဲ့စစ်ကောင်စီဖွဲ့ဝင်တွေကိုပိတ်ဆို့အရေးယူဖို့လူအခွင့်အရေးဖွဲ့တွေနဲ့ကျွမ်းကျင်သူတွေကိုဒိန်းဒိန်းစကန်းတွေဝင်ရောက်ခွင့်ပြုဖို့တန်တမန်ရာဖိအားပေးတာတွေပြင်းပြင်းထန်ထန်လုပ်ဖို့နဲ့ညှဉ်းပန်းနှိမ့်ဆက်မှုတွေနဲ့ပတ်သက်ပြီးလွတ်လပ်သောနိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ဖို့လည်း OMCT ကတောင်းဆိုထားပါတယ်။ဆက်လက်ပြီးလီးမြန်နာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးထွက်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းဟင်္ဒရာခရိုင်လီးမြန်နာမြို့နယ်ပိန်းနယ် ခွင့်ချင်းရွာကမ်းပြူတောင်ဖုံးတော်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ယောက်ထွက်ပြေးသွားတယ်လို့တက်တွင်တရင်အရင်မြစ်တွေစီရသိရပါတယ်ဖုံးတော်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ယောက်က AP စနီယက်က 3ရောက်နဲ့73ရက်မှ2ရောက်ထွက်ပြေးတာဖြစ်ပြီးလေးမျက်နှာမျိုးနဲ့မှခုခံပြင်ဆင်ပုံအတွက်ရောက်နေတဲ့တပ်သားတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။တပ်တွင်းသတင်းအရင်းမြစ်တယောက်ကတပ်ချက်တယောက်ပါဝင်9ရောက်ထွက်ပြေးတာလို့သိရတယ်။အဓိကတော့စစ်မတိုက်ချင်တော့တာကြောင့်ထွက်ပြေးတာပေါ့ဒီသတင်းနဲ့ပတ်သက်လို့လုံးဝပိတ်ထားတယ်လို့ပြောတယ်။အဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်ကကြုံပြောချေဆိုင်တိုင်ရင်မှာတာဝန်ကျနေတယ်။အေရီတိုင်းက3ယောက်ရန်ကုန်တိုင်းက2ယောက်ဖြစ်ပြီးလေးမျက်နှာမျိုးနဲ့စစ်စင်ရေးကိုအဖို့ခံရတာကြောင့်ထွက်ပြေးတိန်းရှော ောင်သွားတာလို့ဆိုပါတယ်။ဘိန်းနေကွင်းချင်းရွာကန်တယောက်ကစစ်သားတွေလက်နက်တွေနဲ့လိုက်ရှာနေတဲ့သဘင်ပုံစံပြောပြီးလိုက်ရှာနေတယ်။တွေ့သွားတဲ့ပုံမရပါဘူး။တွေ့ရင်လက်မခံဖို့နဲ့အကြောင်းကြားဖို့ပြောသွားတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ31ရက်နေ့ဖေဖော်ဝါရီနေ့ရက်ကလည်းပသိမ်မြို့နယ်ရှိချင်းလင်းတရင်ခလာရ71ကအရာရှိပါဝင်တပ်သား14ယောက်ရှိကြီးမြို့နယ်အမှတ်344အမြောက်တရင်ကတပ်ချက်အပါဝင်တပ်သား12ယောက်နဲ့ပသိမ်မြို့ရှိအမှတ်6ဆင့်အခြေခံလေးချင်းတပ်ကတပ်သား5ယောက်ကလက်နက်တွေယူဆောင်ပြီးထွက်ပြေးသွားတယ်လို့တပ်တွင်းတရ င်အရင်မြစ်တွေစီကတည်ရပါတယ်။ ဆက်လက်ပြီးလက်ပရန်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားရှင်ဦးသိဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းလက်ပရန်းမြို့နယ်မှာအကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရှင်ဦးသိဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တရင်3800နဲ့တာဝန်ရှိသူတောက်ကသတင်းဌာနကိုပြောဆိုပါရယ်။ AP ရာ7ရက်နေ့နေ့လယ်တနာရီမိနစ်30ခန်းမှာလက်ပရန်းမြို့နယ်တန်းပင်ကြောင်းရွာမှာထွက်ခွာလာတဲ့အင်အား80ခန်းမှာစစ်တပ်စစ်ကြောင်းကိုအုပ်ဖို့စုရွာနဲ့ရင်ငန်ရွာကိုဆက်သွင်းထားတဲ့ချောင်းကူတရာနီမှာတာယာဝရီခရိုင်တရင်3800နဲ့တက်ခွဲနေတဲ့အတူ ်ရွှေတန်းမြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်တွေပူးပေါင်းပြီးစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုကတနင်္ဂနွေကြာမြင့်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်းအစံပတ်စစ်ကောင်စီတပ်သားရှင်းဦးတည်ဆောင်ပြီးလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တန်းပင်ကြောင်ဘက်ကနေခြေလင်းတက်လာတဲ့စစ်ကွေးစစ်ကြောင်ကိုရှီငန်နဲ့အုပ်ဖို့စုကိုဆက်သွင်းထားတဲ့တဒါနာကနေစောင့်ပြီးတိုက်ခိုက်ပါတယ်။အဲဒီမှာအပြန်အလှန်တနင်္ဂနွေလောက်တိုက်ပွဲဖြစ်တာမှစစ်ကွေးရှစ်ကောင်တည်တဲ့လေးကောင်ကဒဏ်ရာရပြီးအထိနာသွားတော့သူတို့တပ်ဆွဲထားတဲ့တန်းပင်ကြောင်ဘက်ကိုဖျို့ဖျက် ဲနဲ့ပြန်ဆုပ်သွားတယ်လို့တာယာဝတိခရိုင်တပ်ရင်3800နဲ့တာဝန်ရှိသူတောင်ကပြောဆိုပါတယ်။ဆက်လက်ပြီးလည်းအစံဘတ်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ပြည်သူများအနေနဲ့လည်းစစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်မှုလုံးဝလုံးဝမပြုလုပ်ကြဘို့တာယာဝတိခရိုင် PDF မှာတာဝန်ရှိသူတောင်ကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ PDF တွေရဲ့မကြကနာတိုက်ခိုက်ခံနေရတဲ့အတွက်ပကံညာဦးတမျိုးလုံးမှာစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေအုံယုံတွင်မှလုံခြုံရေးယူဆောင်ကြည့်ရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေး ေးတိုင်းညောင်မြို့နယ်ပကံညောင်တမျိုးလုံးမှာစစ်တပ်က CCTV များတပ်ဆင်လိုက်ပြီးထွေဥယုံတွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းလုံခြုံရေးနဲ့ဆက်ဆက်တဲ့တရင်အရင်မြစ်တချို့ကပြောကြားခဲ့ပါတယ်။ PDF တွေကမကြကနာဆိုသလိုတိုက်ခိုက်မှုတွေလုံဆောင်နေတဲ့အတွက်အခု AB လာဆန်ပိုင်းတွင်စစ်တပ်ကညောင်မြို့ပေါ်မှာ CCTV တွေကိုတပ်ဆင်လိုက်ခြင်းဖြစ်ကြောင်းအထူးသဖြင့်မြို့အဝင်ထွန်းမြို့လေကောင်တွေမှာ CCTV တွေကိုတပ်ဆင်ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးအုပ်စုဌာနဝန်အတွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းသိရပါတယ်။ပကံညောင်တမျိုးလုံးနဲ့မြို့ပိုင်းတွေမှာ CCTV တက်ဆင်ထားတယ်။မကြာခဏ PDF တွေတက်ခိုက်သွားတဲ့နေရာတွေနဲ့လမ်းကွဲတွေမြို့ဝင်ထွက်တွေမှာတက်ဆင်ထားတယ်။အရာတွေကိုထွေအုပ်ယုံတွေကနေထိုင်ဆောင်ကြည့်နေရတာလို့ဒေသခံတရင်အရင်းမြစ်တွေကပြောပါရယ်။ဒါအပြင်အခုတကြံကာလစစ်ကောင်စီကပွဲလမ်းသဘင်များမလုပ်ဖို့ညွှန်ကြားချက်ထွက်ပေါ်တော့လေ။ညောင်မျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလုပ်ငန်းများထံမှတကြံအလူငွေများကောက်ခံထားတဲ့အတွက်မြို့နယ်တကြံမန်တပ်ကိုမဖြတ်သိမ်းတော့ဘဲတကြံပွဲကိုဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါရယ်။ နောက်ထပ်တပုံးနေနိုင်ငံလျင်ပြီးမြန်မာចောင်းသားတွေကိုငွေကြေးထောက်ပံ့ဖို့တောင်ကိုရီးယားတက္ကသိုလ်တကူးစီစဉ်နေကြောင်းတင်ဆက်ပေးပါမယ်။ငလျင်ပြီးမြန်မာចောင်းသားတွေကိုငွေကြေးထောက်ပံ့သွားမယ်လို့တောင်ကိုရီးယားတက္ကသိုလ်တကူးကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာကျောင်းသူကျောင်းသား619ဦးအတွက်တရာကိုဝန်3သိန်းစီတနည်းအားဖြင့်အမေရိကန်ဒေါ်လာ140ဝန်းကျင်ကိုတစ်ချိန်နဲ့အပြည့်ပြတ်ထုတ်ပေးသွားမယ်လို့ကာကြောင်တက္ကသိုလ်က AP လ14ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။အဲ့ဒီငွေကြေးကငလင်ပေးတဲ့နိုင်ငံကနေကျောင်းလာတက်တဲ့ကျောင်းသူကျောင်းသားတွေအတွက်အထိုင်လျောက်ထောက်ကူဖြစ်စေဖို့မျှော်လင့်ကြောင်းတက္ကသိုလ်ဘုတ်ဖွဲ့ကပြောပါတယ်။တက္ကသိုလ်နည်းနဲ့မြန်မာကျောင်းသားတွေကိုကူညီဖို့ဝန်း123တန်းဘတ်ဂျက်ရထားကြောင်းလည်းသိရပါတယ်။မြန်မာတက္ကသိုလ်ကျောင်းသူကျောင်းသား369ဦးကကိုရီးယားဘာသာပညာရေးစင်တာမှာတက်ရ ောက်နေပြီး225ယောက်ကတော့ပွဲကျူတင်တန်းနီမှာ28ဦးကတော့ဝိဆာသိပ်ပန်ပွဲတင်တန်းနီမှာတက်ရောက်နေရလို့တက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။မလ28ရက်တုန်းကမြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ချီတည်ဆုံးခဲ့တဲ့ဖြတ်အားပြင်ကလင်ကြီးလောက်ခတ်ခဲ့တဲ့နောက်တက္ကသိုလ်ကအခုလိုစီစဉ်လာတာဖြစ်ပါတယ်။ငွေကြေးအထောက်ပံ့ဖြင့်စာတီနိုင်ငံရဲ့ငလင်သတင်းကြောင့်ထိခိုက်တက်ရောက်ခံစားရတဲ့မြန်မာကျောင်းသူကျောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာအကူအညီတွေလည်းပေးသွားမယ်လို့တက္ကသိုလ်ကပြောပါတယ်။မြန်မာပြည်သူတွေအတွက်မြန်မာကျောင်းသားတွေအတွက်အထူးစာ နာနားလေဝန်နေချောင်းပြောကြားလိုတယ်လို့တက္ကသိုလ်ဥက္ကဋ္ဌလီကီယာကဆိုပါတယ်ခက်ခဲတဲ့ကာလတွေမှာကျောင်းသူကျောင်းသားတွေပညာရေးတွက်ဆက်ပြီးအာယုံဆိုင်နိုင်ဖို့တက္ကသိုလ်ဘက်ကအစွမ်းရှိသမျှဆက်ပြီးပံ့ပိုးသွားမယ်လို့လီကကတိပြုသွားပါတယ်1982ခုနှစ်တုန်းကကောလိပ်အစဉ်စတင်ထူထောင်ခဲ့တဲ့ပုဂ္ဂလိကပညာရေးဌာနတစ်ခုဖြစ်တဲ့ကာကျောင်းတက္ကသိုလ်ဟာအင်ဂျင်နီယာများရှိရှိပြီးလူငယ်2800ကျော်ရှိသမျှကျောင်းသားတွေကို7000ကျော်ဝန်ကျင်တက်ရောက်ပြီးတာဖြစ်ပါတယ်